ားလုံးသောမိတ်ဆွေများမင်္ဂလာပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးသောခုနှစ်ရသားခုနှစ်ရသားသမီးတွေအားလုံးဒီနေ့ဒီချိန်ဒီနာရီကစပြီးတော့တက်နေတကူလက်ဝေဖြိုးခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါမကောင်းသောပြီးမကောင်းသောရံမကောင်းသောအန္တရာယ်အနောက်ရှက်တိုက်ခိုက်ကျင်းလို့ဒုဗိတ္တန္တရအတ္တတန္တရအယောဂကန္တရဆိုသောကတိသုံးပါးကနေကင်းဝေးကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်း တွေးလိုက်ပါလေခင်ဗျာเนาะအခုတခါတော့ယူပါလာတဲ့တောက်ကြသားသမီးတွေလက်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကဲတောက်ကြသားသမီးမိတ်ဆွေတွေ2025ခုနှစ်ခုနလပိုင်းအတွင်းမှာအဆက်ဆက်အရာရာအစင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းနဲ့တောက်ကြသားသမီးမိတ်ဆွေတွေကိုစီကိုစီအားလုံးကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမေတ္တာပို့ဆုတောင်းထောပနာပြုတာရင်းနဲ့ ဆရာပကတနာတွေမရှိဘူးတဲ့ဆရာပြောရမယ်ပကတနာတွေကသင်ရင်ထားရမှာဗျာနော်အခုလိုငါလင်လုတ်တဲ့ဘေးရေဘေးမီးဘေးမှာသင်နေရတဲ့အခါအရှိကိုအရှိအတိုင်းပြောပြပေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ဘဝဆိုတာတော်တော်လေးဗျာနော်ဘဝဆိုတဲ့အချိန်ကမွေးဖွားပြီးရင်တည်ဆုံးရတဲ့ဘဝအတွင်းမှာဆရာကတော့ကိုဇပ်ဖြူစင်ကြတာမို့ဖြစ်နိုင်လို့ရှိရင်ဘဝအရှိန်ခဏလေးတော်တယ်မှာကိုကိုကို ဆွနာလို့ပေါ့ကောင်းတာတွေလိုက်လုံနေဖို့ထားငါကောင်းအောင်ဘယ်လိုလေးများစူးစမ်းပြီးရလဲဆိုတာလေးပဲဆရာတွေးပါလေဆရာကောင်းပြီဆိုတော့ဆက်လိုက်တော့မနော်အများကြီးပြောရင်ပြောရင်များတော့မဆိုလို့တောက်ကြသာသမီမိတ်ဆွေတွေဒီ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာတောက်ကြသာသမီတွေလည်းကိုစတင်လိုက်ပါမယ်တောက်ကြသာသမီတွေအနေနဲ့လက်ရှိကာလအတွက်ဒီမှာဘာကိုဖြစ်ဖြစ် စိတ်တိုင်းမကြနေတာမျိုးအားမရတာမျိုးတွေကြုံရတတ်တယ်လက်ရှိလုပ်ငန်းလုပ်နေပတ်သက်ပြီးတော့အခြားတနေရာကိုယုံထွက်ခြင်းနဲ့စိတ်တွေပြေးထွက်ခြင်းနဲ့စိတ်တွေဖြစ်နေတာမျိုးလက်ရှိရှိနေတဲ့နေရာကိုစိတ်တိုင်းမကြနေတာမျိုးလက်ရှိရှိနေတဲ့အလုပ်ကို ဘဝမကြနေတာမျိုးလက်ရှိရှိနေတဲ့နေရာထိုင်ခင်းကနေပြီးတော့အခြားတဲ့နေရာကိုပြောင်းရင်ကောင်းမလားဆိုတဲ့ကိစ္စလေးတွေအပြောင်းအလဲနဲ့စဉ်းစားခြင်းတွေတွေးခေါ်နေတော့အလအပတ္တကာလအပိုင်းချဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ဒီကာလအတော်တည်းမှာတောက်ကြတာသမီးမိတ်ဆွေတွေကဒီတတာအတော်တည်းမှာဆိုရင်တော့အဲတောက်ကြသမီးမိတ်ဆွေများကိုဒီအပတ္တအတော်တည်းမှာသတိထားစဉ်းကျင်မိရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောင်းပြီဒါအပြင်တောက်ကြတာသမီးတွေကဘာကိုဖြစ်ဖြစ်ဒီလဟာမိတ်ဆွေတို့ရဲ့ကံကိုက တုံတိုက်တိုက်ကြားကြိုက်ကြိုက်ဆိုတဲ့ကာလာမျိုးဆုံးဖြတ်ရတာမျိုးဂျုံဟတ်တက်တဲ့အတွက်ကြောင့်မလို့တေးရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းပဲဘာကိုလို့လို့အစမှာရုံးကန်ဟာတက်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းတစ်ခုခုကိုလုပ်တဲ့အခါမှာဇွဲကလေးအနှင်းငယ်ထည့်ပြီးလှုပ်ဆောင်တာမှတော်ကာကြမယ်လားဘာကိုဖြစ်ဖြစ်စူးစမ်းမှုကိုရေပေါ်စီလှုပ်တာမျိုးထက်တာမန်ပင်ကိုထက်ပို့ပြီးတော့ဖင်မြဲအောင်ဇွဲမြဲအောင်အားချီအောင်လှုပ်ဆောင်တင်တော်လားဖြစ်ချောင်းထထောင်းပြောကြား လိုက်ပြရစီခင်ဗျာဒါအပြင်တောက်ကြတာပြည့်မျိုးစုတွေကဒီအပတ်တာတော့ဒီမှာကျမ်းမာရင်ကျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါမှာအသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေသွေးတိုးသွေးတက်ရှိတဲ့မိတ်ဆွေတောက်ကြတာသမီးတွေတတိထားဆင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီရာတီအကူပြောင်းကာလာလေးတွေကြောင့်ကျမ်းမာရင်နဲ့ပတ်သက်လာရင်အချွေမြင့်မရှိပဲညံ့နေတာမျိုးလေးတွေဘာဖြစ်လို့ဖြစ်မှမသိတာမျိုးလေးတွေအဲခြေလက်အင်္ဂါလေးလံမတည်ချင်တာမျိုးလေးတွေဘာကိုဖြစ်ဖြစ် ခမဲလို့တလို့ပေါ့စိတ်တိုင်းကြမနေတာမျိုးလေးတွေဖြစ်ရတတ်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်မကြည်မလင်တာမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့တွေမှာဆိုရင်တော့မိမိအိမ်ကမျက်စွာဖျားမှာတောက်ရည်လေးတက်ပေတာမျိုးရည်တက်ပေတာမျိုးတောက်ရည်လေးများများလှူတာမျိုးလေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထားလောင်းပြောကြလိုက်ပါရစေခင်ဗျာမိတ်ဆွေတောက်ကြတာသမီးတွေကဒီလာတာတို့တွေမှာ ယူကျူးမှာတင်ပြီးသွားရေးတဲ့ဟုတ်မိတ်ဆက်တောက်ကြသားသမီးတွေဒီလက်ကာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါစေဒီလက်ကာတော်တွေမှာအစ်စ်တွေစတင်လှုပ်ဆောင်တာမျိုးဟာအားနည်းစေတော့လာဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်လုပ်ငန်းလက်ရှိရှိနေတဲ့အလုပ်မှာပုံမှန်စူးစမ်းပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အချင်း လက်ရှိရှိနေတဲ့အလုပ်မှာပုံမှုပြီးတော့စူးစမ်းအောင်မြင်တာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးအလုပ်တိုးချဲ့တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင် လုပ်ငန်းတိုးချဲ့လှုပ်ဆောင်တာမျိုးချိတိုးဆောင်ရလှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အလုပ်ရှာနေသူတွေအလုပ်တွေရရှိစေနိုင်ပါတယ် ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာဒူးတိုးတာမျိုးယာဒူးတက်တာမျိုးတွေဒီကြုံရတတ်တယ်လို့နေရာထိုင်ခင်းအပြောင်းလဲတွေကြုံရတာမျိုးတွေနေရာထိုင်ခင်းအသစ်ပြောင်းရတာမျိုးတွေယာဒူးတိုးယာဒူးတက်တာမျိုးတွေကြောင့်အပြောင်းလဲနဲ့တိုးတက်ခြင်းတွေအားသာဖြစ် အချင်းတွေအများကြီးတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမူအထုတ်လိုက်အထည်လိုက်ပြန်လဲဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ငွေကြီးကဟာအင်မတန်အားသာကောင်းမွန်သောလာဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တာတွေအမြင့်တားကြီးနဲ့ပတ်သက်တာတွေအဲချစ်တို့ဆောင်ရလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ဒီလမှာကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာငကုခသာသမီမရရှိသူတွေသာသမီရရှိတာမျိုးတွေကြုံရတတ်တယ်လို့မထင်မှတ်ဘဲနဲ့အလူအတန်းကြီးကြီးတွေ ဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာကြီးကြီးမားမားတွေပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေတောက်ကြသားသမီးတွေကဒီလဟာဘာသာတရားနဲ့ပတ်သက်လို့လဲရှေ့လို့ဆောင်ရလှုပ်ဆောင်တိုးတက်လို့ကောင်းတော့လာဖြစ်ပါတယ်။ဥဝိရှံမီပိုင်းနာမျိုး သာသမီရတာမျိုးလေးတွေကြုံရတတ်တယ်လို့ငကူကနာတာရှိဖြစ်နေတဲ့ကျမ်းမာကြီးလေးတွေမှာစီဝါကောင်းဆရာသမားအကောင်းကြီးရဲ့အကူညီအပြည့်လေးတွေကြောင့်ဖြစ်ပေါ်နေသောယောဂတတလာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ပဋ္ဌာန်းဆက်ကောင်းပုဂ္ဂိုလ်ကောင်းမမြင်ရတဲ့အဆောင်အချောက်ကောင်းတွေရဲ့အကူညီကောင်းတွေကိုအဆောင်မမှုတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားလုပ်လေးလေးဂျင်းသေးပေါ့အခက်ခဲတွေကပြည်လဲပျောက်ကင်းလေးဆိုတော့လာဖြစ်တာအတိအကျပဲဖြစ်တယ်စက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါ ကိုကိုတိုင်းမောင်းနေတဲ့အခါတတိတာဆင်ကျင်ပြီးပါဆက်ပစ္စည်းလေးတွေထိခိုက်ရှာနာမှုမျိုးလေးတွေမလိုလားအပ်ပဲရင်ဆက်ပစ္စည်းရင်ခဏခဏပြတ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိတာဆင်ကျင်ပြီးရလိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်စိတ်မရှိတာဟာမိမိရဲ့အားနည်းချက်ဖြစ်ပါတယ်ဒီလမှာ။ဘာကိုဖြစ်ဖြစ်အဲစကားပြောရင်စိတ်မရှိတာမျိုးအဲကိုကစေတနာနဲ့ပြောပေမဲ့အပြောမတတ်တာမျိုးလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးလေးကြုံရတတ်တယ်လို့ဒီလမှာတောက်ကြတာသမီးတွေဂျားတုံးဂျားမဝင်ကောင်းပါဘူး။ဘလို့ဂျားလဲ။ မိသားစုကြားတွေမှာကိုကဝင်ပြီးတော့စေတနာတွေပူတာမျိုးလေးတွေမှာအပူကူးဆက်တတ်တယ်လို့အိမ်တော်ကွဲလာတဲ့သူတွေအကွဲတွေအပြဲတွေစိတ်ဆိုးဆင်းလာတဲ့အပူတော့ကမိတွေကိုကိုအိမ်ပေါ်ခေါ်တင်ထားတဲ့အခါမှာအဲ့ဒီအပူတွေကူးဆက်တတ်ပါတယ်ဒါအပြင်အမှုကိစ္စအမွေကိစ္စလေးတွေမှာအာမခံခေါင်းခံပြီးတော့လှုပ်ဆောင်ရမတင်တော့ကာလာဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေဒီအပတ်တာတော့ဒီမှာဆက်ပစ္စည်းရင်အပြုတ်အဆုတ်တွေအပြက်တွေအဟောင်းတွေရှိရင်စွန့်ပေးပါရက်တက်နေတော့နာယီဟောင်းတွေရှိရင်စွန့်ပေးပါ ဒါဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတော့လာဖြစ်ပါလေ။နန်တူလေးတွေဖြစ်တဲ့တောက်ကြနန်လေးတွေတောက်ကြရက်လေးတွေမှာတော့ဘာကိုဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုတတိထားဆင်ခြင်ဝတ်ဆင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားပါရစေ။အညိုရောင်တို့အဝါရောင်တို့ကိုတတိထားဝတ်ဆင်ပြီးဖို့လိုအပ်ပါတယ်။ရွှေဝယ်ထားရင်စုတာကောင်းပါလေ။ဝတ်လို့ရှိရင်တော့ကျိုးပဲ့တာမျိုးလေးတွေပျက်စီးတာမျိုးလေးတွေယတနာဖန်စီပစ္စည်းနဲ့ပတ်သက်ကြပြောက်တာမျိုးလေးတွေဆွမ်းလာလို့ ဆွဲဖြုတ်ခံရတာဒီလိုမျိုးလေးတွေနဲ့ပတ်သက်လို့ချင်းတတိထားဆင်ញင်ပြီးလို့လိုအပ်ပါတယ်ဒါလေးကိုသတိပြုသွားပါဆွေမျိုးသားချင်းနဲ့ပတ်သက်လာလို့ရှိရင်ဖြစ်နိုင်ရင် ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တွေဟာတောက်ကြသားသမီးတွေအတွက်လိုင်စင်သာယူပြီးကတ်ထားလိုက်ပါနော်ဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ပတ်သက်ရင်နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးငွေကုန်ကြီးကြများတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါအဲဆွေမကင်းမျိုးမကင်းလေးတွေကြောင့်စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ဒုက္ခလေးနည်းနည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆွေမျိုးဆိုရင်စာလေးဝတ်ဆွေနဲ့ဆွေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအဲ ဆွေမျိုးများရှိရာအဝေးရာတို့ဆရာသရှင်ကြီးမိလားမလားဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ညီကိုမောင်နှမတွေနဲ့ပတ်သက်ရင်တော့ဖြစ်နိုင်ရင်ဘာကိုဖြစ်ဖြစ်အလင်းစလို့မဆုံးဖြတ်ပါနဲ့ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကျင်လဲစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတက်တယ်လို့အဲသတိထားမှောင်းနေပြီလို့လိုအပ်ပါတယ်ဒါလေးပါပဲညံ့တာငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှမဆိုရှိလို့ဆောင်ရပါလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုတာမျိုးတွေပြန်လဲရရှိတတ်တယ်အထယ်အလေးလုပ်ငန်းတွေအကျိုးပေးပါတယ်ကွန်ပျူတာကဆိုင်ကဲ့ အစားကြည့်တာမျိုးလေးတွေခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအားပါပါတယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှာပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့အချိန်ပေးတာမျိုးဝေးကွာနေတော့မိသားစုတွေပြန်လဲစုံစည်းရတာမျိုးကြံကြုံရတတ်တယ်ငကူကတာသမီနဲ့ပတ်သက်ပြီးမရရှိသူတွေတာသမီရရှိတာမျိုးလေးတွေ OA ချမ်းမြေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးပိုင်ဆိုင်တာမျိုး OA ချမ်းမြေ ဆောက်လက်စာတွေပြီးပြည့်အောင်ဆောက်ရတာမျိုးတွေကြုံအပ်တတ်တယ်လို့ထီကန်ဆန်းလို့လည်းမိတ်ဆွေများထီကန်ဆန်းလို့ကောင်းတော်လာဖြစ်ပါတယ်ခင်ဗျဆက်တူတော့မဟုတ်ပါဘူးတဦးတည်းတယောက်တည်းထီကန်ဆန်းတာမျိုးတွေမိတ်ဆွေတို့ရဲ့ငွေကြေးနဲ့ပတ်သက်လို့ထီကန်ကောင်းတာမျိုးတွေတိုးတက်စီတော့လာဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဟာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တဲ့ပျောက်တော့သူ challenge တွေ့ပါလိမ့်မယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ငကူကဝေးကွာနေတော့သူတွေဝေးကွာနေတော့သူများကိုပြန်လဲစုံစည်းရတတ်တယ် လူငယ်တွေအခြေရင်းနဲ့ပတ်သက်ရင်တော့ဒီလဟာမေတ္တာရေးကမှစုပ်ကောလက်ကိုဝင်တတ်တဲ့အတွက်ရှင်သူဤစားရရှိတာမျိုးမိမိဖွင့်ပြောပြောဆိုတာမျိုးမိမိရှင်သူသမီးဤစားနာလည်းပြီးတော့အကြံစီကောင်းအကြံဉာဏ်ကောင်းပြီးရရှိတတ်တော့လာဖြစ်ပြီးတော့အိမ်တော်ပြုခြင်းဆေးဆက်ခြင်းကြောင်းလန်းခြင်းမင်္ဂလာဆောင်ခြင်းလူကြီးမိဘတွေ့ဆုံခြင်းနဲ့အားသာကောင်းမွန်ပြီးတော့ကံကောင်းစီတဲ့အတွက်မင်္ဂလာရက်ဆရာငယ်နားလာရွေးလို့ရပါတယ်ခင်ဗျကောင်းပြီ ဒီအလာတာတော်တွင်မှာတောက်ကြသားသမီးမိတ်ဆွေတွေဘာကိုဖြစ်ဖြစ်အကျိုးပေးစီတော့အရာလေးတွေဆိုလို့ရှိရင်တော့အာမခံကိစ္စတွေဥဆောင်လုပ်တဲ့လုပ်ငန်းတွေတိုးတက်စီပါတယ်ယာထုလုပ်ငန်းခိုင်ခံတဲ့ပတ်တန်ယာထုတိုးတာမျိုးယာထုတက်တာမျိုးတွေဂျုံကတက်တယ်လို့ခီးသွားကိစ္စပြီးပပြီးတွင်ခီးသားနဲ့ပတ်သက်တာလေးတွေရှိလို့ဆောင်ရလှုပ်ဆောင်မှအလုတ်ချနေသူတွေအလုတ်တဲ့ဂျိမ့်သေးပေါ့ရရှိမယ်လားဖြစ်ကြောင်းတက်လောက်ပြောကြားလိုက်ပြပါစီအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေကိုပိုင်ဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်ဒါပေမဲ့ အတစ်ဆက်ပြန်လောက်တာမျိုးလေးတွေကိုတော့အားနည်းစီသလိုစက်တူလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာလေးတွေမှာတော့တတိထားစင်ကျင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းငွေကြီးနဲ့ပတ်သက်ဘလောက်ပဲခက်ခဲကြက်တဲစီကမှုအဆင်ပြေအောင်မြင်တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆောင်အနေနဲ့ဆိုရင်ကျွန်းနဲ့ကို ပတိစိတ်တာမျိုးလေးတွေကျွန်းနဲ့ကိုငကားရုပ်ကလေးတွေထူဆောင်တာမျိုးတွေကျွန်းနဲ့နဲ့ပတ်သက်တဲ့အရာတွေကဒီလာတာတော့ဒီမှာအာတာကောင်းမှုတူတက်စည်းသလိုမိတ်ဆွေတို့အနေနဲ့ဟိုပတိစိတ်တဲ့အခါမှာလဲကိုနှဝင်းဝင်လို့ရတယ်မိတ်ဆွေများတော့ကိုနှဝင်းမိုးလင်းမှတည်မယ်ဆိုတဲ့အတိုင်းအခက်အခဲတွေပြေးလာပြေးပျောက်စီဖို့အတွက်ကိုနှဝင်းပတိစိတ်တာမျိုးလေးတွေကိုရအတိတ်တံဝင်တာမျိုးလေးတွေအာတာကောင်းမှုတူတက်စည်းသောလာဖြစ်ပါရဲ့ဘာသာရေးလို့ဆိုင်ရဒီဖះရှင်းလူတော်ဒီဖះပုံတော်ဒီရုပ်ပုံတော်ဒီ ဝင်လာတတ်တယ်ဖုံးကြီးယဟန်အဝေးကဖုံးကြီးယဟန်ကြီးကြွာလာတာမျိုးအလူခံပုံကိုဒီမိမိအိမ်ကိုမထင်မှာပဲရောက်ရှိလာတာမျိုးအိမ်မက်မှတ်တာမျိုးရရှိလာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းလို့ကောင်းပါတယ်အချိုးပြီးတော့ကဏ္ဍအခရာဆိုဆရာပြောပြပါမယ်ခုနှစ်ကဏ္ဍနှစ်ကဏ္ဍကိုးကဏ္ဍနေအချိုးပြီးပါတယ်တကယ်လို့မှမိတ်ဆွေဟာအဲ့ဒီလိုမှမကြိုက်ဘူးဆိုလို့ရှင်ဆရာတို့ဥမာပေါ့6နဲ့စာပြီး3နဲ့ဆုံးနဲ့ကဏ္ဍ6ဖြစ်အောင်လို့2နဲ့စာပြီး9နဲ့ဆုံးနဲ့ကဏ္ဍ သို့မဟုတ်လို့ရှိရင်ရှစ်နဲ့စာပြီးတင့်နဲ့ဆုံးနဲ့ခဏဒီလိုမျိုးကိုအတွဲလေးတွေဟာမိတ်ဆွေတို့အတွက်ကံကောင်းအားသာတိုးတက်စေပါရယ်ခင်ဗျအဲမိတ်ဆွေတို့ဒီမှာအဘပုံမင်းကောင်းနေနဲ့ပတ်သက်ပြီးတော့ပထမဆက်ပုံကိုယ်ဆက်လှူရတန်းတဲ့ပုံကိုယ်များရှိတဲ့အခါမှာအောင်မင်းကောင်းကိုစေးလိတ်လှူပြီးတော့လိုရစူတောင်း sorry အောင်မင်းကောင်းကိုစေးလိတ်တို့လက်ဖက်တို့လှူပြီးတော့လိုရကိုစူတောင်းရင်ဂျင်းသေးပါပြည့်မယ်ဆိုတဲ့စူတောင်းပြည့်မယ်ဆိုတဲ့လာဖြစ်ပါတယ်အယုံကြည်တော့မလုံပါနဲ့အယံကြည်လည်းအယုံကြည်မသေးပါနဲ့မယုံကြည်ပဲလည်းမနေပါနဲ့လှုပ်ကြည့်ကြည့်ပါ နော်ဒါဆိုရင်ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြရအောင်အပန်းရောင်ဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုစီပါတယ်အကျိုးပေးသောနေသားဆိုရင်တနင်္လာသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လုပ်တာဟာကံကောင်းတိုးတက်အားသာစီပါတယ်အိုးအိမ်ချမ်းမြေမြေရဝယ်လို့ကောင်းပါတယ်ရောင်းလို့ကောင်းပါတယ်ပြောင်းလို့ကောင်းပါတယ်ရွှေ့လို့ကောင်းပါတယ်အဋိဋ္ဌံပြုလုပ်လို့တပါဆိုရင်ကိုရတတီမိမိယုံကြည်တတ်ဝင်သောဘာသာတရားတစ်ခုခုအဋိဋ္ဌံဝင်ပါကံကောင်းမှုနဲ့ကျင့်တည်ရရှိတတ်သောလာဖြစ်ပါတယ်အဆက်ဆက်ရရအကျိုးပေး ကံကောင်းစီတော့အရက်ဟာအခြေစူးစူးရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာအဆက်ဆက်ရရသတိထားစင်ညာမှာတော့တောက်ကြတောက်ကြချင်းတွဲလောက်တာမျိုးတွေသတိထားပါအဲအရှိတောင်တောင်ရက်ကိုခီးထွက်တာမျိုးကကံရဲ့အားနည်းမှုကိုရရှိတတ်ပါတယ်ကြွားတာမျိုးအလှမျိုးအချွေချွေစွဲတာမျိုးစိန်တွေအဆရှိတာတွေတမိုးကြည့်တာတွေခန္ဓာကိုယ်မှာစင်မြန်တဲ့အခါမှာကြပြောက်တာမျိုး တခုခုခံရတာမျိုးအလူခံရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့ဓာမှုရှိတဲ့အရာတွေကိုတိုးတိုးတိတ်တိတ်သိမ်းတာပါမသိမ်းတိုင်ဆရာလာပြီးတာပါဆရာသိမ်းပြီးတာပါမယ်ခင်ဗျာကောင်းပြီဆိုတော့အဆက်ဆက်ရရအစင်ပြီးအောင်ပြီးတိုးတက်စီပြီးကံကောင်းဇေယံတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဖဲချက်ကလေးတစ်ချက်နဲ့သို့မဟုတ်တားရော့ချက်လေးတစ်ချက်နဲ့သို့မဟုတ်ဂက်တုချက်လေးတစ်ချက်နဲ့ရိုက်ပုတ်ထိတွေ့ပြီးမိမိရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်အောင် ဆူတောင်းလိုက်ပါရိုက်တဲ့အခါမှာအတက်အောက်ပြီးတော့ကိုးချက်တီတီရိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေပိတ်နေသောလက်တွေပြန်လဲပွန်လန်းစီပြီးတိုးတက်နိုင်ပါတယ်အထယ်လေးလုပ်ငန်းနဲ့ပတ်သက်တာတွေတီတီဖက်နက် online social media နဲ့ပတ်သက်တာတွေထင်ပေါ်ကြော်စောခြင်းနဲ့ပတ်သက်တာတွေပကြီးပခုဘေးရင်ဘေးရစမ်းကြံတရုပ်ဆောင်နဲ့ပတ်သက်တာတွေငကောကညီကောင်မောင်နှမနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးမိသားစုဝင်တွေနဲ့ပတ်သက်လို့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ချစ်တို့ဆောင်ရလှူဆောင်မှအားသာကောင်းမှုတိုးတက်ဈေးကြောင်းဆရာကထားလောင်းပြောကြလိုက်ပါရစေခင်ဗျာ ကောင်းပြီဆိုတော့ဒါအပြင်ဒီအဖက်တာတော်တယ်မှာဒီလာတာတော်တယ်မှာတောက်ကြသားသမီးမိတ်ဆွေတို့အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိရဲ့ပတ်စံအိတ်အတွင်းမှာ200ရာလေးတရွက်ကို၄កောက်ရှိုးပြီးတော့တတိကံလိုပုံစံလေးဆရာတို့200ရာလေးတရွက်ကိုဒီလိုပေါ့၄កောက်ရှိုးပြီးတော့၄កောက်ရှိုးပြီးတော့ပလတ်စတစ်အိတ်တွေထည့်သွားပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းမှာဆောင်သွားပြီးအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စေပြီးကံကောင်းစေပါတယ် အဆက်ဆက်ရရအစဉ်ပြေစီရင်ပြုလုပ်ရမယ်ရေရရအနေနဲ့ဆရာမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာတောက်ကြသားသမီးတွေအဆက်ဆက်ရရကံကောင်းစီပြီးငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေရရအနေနဲ့ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်လုံးပေါ်မှာလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအမြင့်တနေရာမှာကိုရတီတီဖျောင်းနိုင်တွင်ပြောပြပါမယ်တောက်ကြသားသမီးတွေမိတ်ဆွေများဒီတလတာတော့ဒီမှာငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်စီရင်ပြုလုပ်ရမယ်ရေရရအနေနဲ့ဆို လစ်ပိုပလင်းနှလုံးပေါ်မှာလစ်ပိုလစ်ကလေးပိုကငါလေးငါလာဗန်လို့ရေးလိုက်ပါလာကလေးဗန်ကငါလေးငါနော်လစ်ပိုပလင်းနှလုံးပေါ်မှာလာဗန်လို့ရေးပါရေးပြီးသွားတဲ့အခါမိတ်ဆွေတို့နေနဲ့အဲ့ဒီရဲ့မိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအိမ်အမြင့်တနေရာပေါ်မှာတင်ပြီးတော့ဖျောင်းနိုင်ကိုရီးယားတတီထွင်လိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်။ဆရာရဲ့ဖျောင်းနိုင်အယောင်ကွဲသလားလို့မေးရင်ဆရာဖျောင်းနိုင်နေရဲ့အယောင်ရဲ့အကျိုးတက်ရောက်မှုတွေပြောပြပေးမယ်။ ငွေကြေးကိစ္စပတ်စံကိစ္စနဲ့ပတ်သက်ပြီးအစဉ်ပြေခြင်းနဲ့ဆိုရင်တော့မန်နီခါလာဖြစ်တဲ့200တန်မရှိရင်20တန်လည်းရပါတယ်ခင်ဗျာနော်ထိုင်းဘတ်ဆိုရင်2ချက်တန်လည်းရတယ်နော်မန်နီခါလာဖြစ်တဲ့အစိမ်းရောင်ကိုတင်ပြီးထွင်ပါကိုရက်တတိငွေကြေးကန်ကောင်းပါတယ်လက်လာပါနဲ့ပတ်တိုင်တော့အဝါရောင်ကိုထွင်ပါခင်ဗျာအတိုက်ခိုက်နဲ့ပတ်တိုင်အနီရောင်ကိုထွင်ပါလို့ဆရာကပြောရင်းနဲ့ကဲတောက်ကြသာသမီမိတ်ဆွေတွေအားလုံးဒီ2020ငါခွနလာပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တွတ်တက်လို့ယရနာစိန်ကြောက်ဆယ်တောက်တိုင်းကစားနိုင်ပြီးတဲ့အခါ တက်နေတဲ့ဘိုးလောက်ကြီးဖြုတ်ခဲ့တော့စီးစိမ်ဥစ္စာတွေတိုးပွားလို့အောင်မြင်မှုအပေါင်းတရဖူဆောင်းကြပါစေခင်ဗျကိုစီကိုစီတောက်ကြသာသမီအားလုံးဘေးပြာတွေဝေးကွာလို့ဒုပိတ်တန်တော်တက်တန်တော်ယောဂကံတော်ဆိုတော့ကတိသုံးပါဘေးရန်သူမျိုး၅ဘဘီကနေကင်းရှင်းကြပါစေလို့ဆရာကဒီကနေ့အားလုံးကိုလှိုက်လိုက်လဲလဲမေတ္တာပို့ရင်းနဲ့